မကွေးတိုင်းငဖဲမြို့နယ်ကအနက်ရေကန်မြူဟာဂုံးကိုအပိသက်သိမ်းပိုက်နိုင်ဖို့လက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တက်ခိုင်နေပြီးဗရောင်းမြို့နယ်ကအစစ်ကောင်စီ point scan တခုကိုတင်းယူလိုက်တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေဖြစ်တဲ့မကွေးပဲခူးနဲ့ AR တန်းနေတဲ့ကအစစ်ရေးပြင်းထန်တဲ့ဒေသတွေအခြေအနေကို AA ကအော်တိုဗလာ15ရက်မနေ့ညပိုင်းမှာထုတ်ပြန်လိုက်တာပါ။နယ်ရေကန်မြူဟာဂုံးကိုအပိသက်သိမ်းပိုက်နိုင်ဖို့လက်ကျန်နေရာတချို့သာကြံတော့ပြီးဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်း AA ကအသိပေးပါတယ်။ ။ဒါ့အပြင်လက်နက်ချအလင်းဝင်လာသူတွေကိုလည်းစစ်တုပ်ပန်ဥပဒေနဲ့အညီလက်ခံပေးထားတယ်လို့ဆိုပါတယ်။ရခိုင်ပဲခူးအဆက်တောင်ကုတ်ပဒေါင်လမ်းပိုင်းမှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးပဒေါင်းမြို့နယ်ပကံခွေကျေးရွာတောင်ဘက်6ကီလိုမီတာအကွာကစစ်ကောင်စီတက်စကန်ဖြစ်တဲ့660ကျောက်ပွိုက်ကုန်းကိုသိမ်းယူနိုင်ခဲ့တယ်လို့ A ကထုတ်ပြန်ထားတာပါ။660ကျောက်ပွင့်ကုန်းပတ်ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားနေတာကြားပြီးဖြစ်ပြီးအော်တိုဘာ14ရက်မနက်9:00မှာစတင်ထိုးစစ်ဆင်ခဲ့တာလို့သိရပါတယ် လက်ရှိမှာစစ်တွေမျိုးအနီးပတ်ဝန်းကျင်မှာလည်းလက်နက်ကြီး drone တွေနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေပုံမပြန်ထန်နေပြီး AR ရီတိုင်းရေကြီးမျိုးနဲ့ဆက်ဆက်ရိုကြီးရွာအနီးမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့သိရတာပါဆက်ဆက်ရိုကြီးရွာဟာရေကြီးနဲ့လေးမျက်နှာမျိုးကြောင်းမှာရှိပြီးမြေပြင်တိုက်ပွဲမှာအထင်အားလို့လေကြောင်းကနေအပြန်အထန်ပုံကျဲနေတယ်လို့သတင်းရရှိထားပါတယ်မကွေးပဲကော AR ရီတိုင်းနဲ့ရခိုင်ပြည်နယ်နဲ့ဆက်ဆက်ဒေသတွေမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးနောက်ဆက်တွဲသတင်းတွေကိုဆက်ပြီးထုတ်ပြန်ပေးသွားမယ်လို့ AA ကအသိပေးထားပါတယ်ရှင်